ဆောင်းဦးစီတပိတ်တာကြက်တရားကျော်အထိထမှန်ကြာစင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခုတပတ်အတွက်ဆောင်းစီအခြေခံလက်ကားရှင်ညုံစေနှုံတွေတပိတ်သားကို105ချက်အထိထပ်မံကြဆင်းလာပြီးစေနှုံမြင့်တင်ရောင်းချထားဈေးကစားဖို့ရည်ရွယ်ချက်နဲ့တူလောင်ပါခအရေးယူသွားမယ်လို့စီးပွားရေးနှင့်ကုသိုလ်ရောင်းဝယ်ရေးဝန်ကြီးဌာနစားသုံးစီတင်သွင်းတူလောင်ပြန်ပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကတည်ပေးထားပါတယ်စားသုံးသူပြည်သူတွေစားသုံးစီဝယ်ယူစားသုံးရှာမှဘေးအန္တရာယ်ကင်းရှင်းတဲ့စားသုံးစီတွေကိုတင့်တဲ့နဲ့ဈေးနှုန်းနဲ့ဝယ ယူဆသုံးဖို့ဖြည့်တွင်းလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့စီးပွားရေးနှင့်ကုသရောင်းဝယ်ရေးဝန်ကြီးဌာနစားသုံးစည်းတင်သွင်းတိုးလောင်းဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။ ြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးဆောင်းစီကိုပြည်ပကနေဝယ်ယူတင်သွင်းရမှဆောင်းစီတင်ပို့ထည့်နိုင်ငံတွေရဲ့ဈေးနှုန်းအတက်ကျပုံမူတည်ပြီးပြည်တွင်းမှာ ဖြစ်တဲ့ဖြစ်ထိုက်တဲ့ဈေးနှုန်းတွေ ဖြစ်ပေါ်စေရေးကိုထိန်းချုပ်ဆောင်ရွက်နေတဲ့လို့သိရပါတယ်ပြပကနေဆောင်းစီထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေမှာဈေးကွက်နဲ့ဈေးနှုန်းဖြစ်ပေါ်မှုများအရဂျွန်လ23ရက်နေ့မှ29ရက်နေ့အထိရန်ကုန်ဝထိုင်စီအခြေခံလက်ကားရှင်ညုံဈေးနှုန်းမှာဆောင်း းစီတပိတ်သားကိုငွေချက်6080ဖြစ်တယ်လို့အတိပေးထားပါတယ်ပြည်တွင်းဈေးကွက်တွင်အစိုးရထုတ်ပြန်ကြေညာထားတဲ့ဈေးနှုန်းထက်ဈေးနှုန်းမြင့်တင်ရောင်းချထားဈေးကစားဖို့ရည်ရွယ်ချက်နဲ့တိုးလောင်းထားအပါဝင်မတမာတဲ့လုံဆောင်မှုတွေပြုလုပ်ပါခအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမယ်လို့သိရပါတယ်။ စားသုံးစီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရန်တွေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးစားသုံးစီတူလောင်ခန်းတွေရဲ့စီကံလက်ကျန်အခြေအနေစီထုတ်ပေးနေမှုအခြေအနေတွေကိုအကွင်းဆင်းစစ်ဆေးထားမြန်မာနိုင်ငံစီကုံတဲနဲ့စီလုံငန်းရှင်များအသိဉာဏ်လေးနဲ့လည်းအိမ်ရောက်ငွေချေစနစ်နဲ့ရောင်းချပေးထားတွေကိုလည်းဆောင်ရွက်ပေးနေတယ်လို့လည်းသိရပါတယ်ရှင်။